မြန်မာနိုင်ငံလွတ်လပ်ရေးရတာနှစ်ပေါင်း80နီးပါးရှိလာခဲ့ပြီမဲ့တိုင်းသားတွေရဲ့ဒန်းတူညီမာရေးနဲ့ဒန်းတူခွင့်ရေးရရှိဖို့လက်နက်ကင်တိုက်ပွဲတွေကအခုချိန်ထိရှိနေတုန်းပါပဲတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဘာတွေစဉ်းစားရမလဲဘာတွေလိုအပ်မလဲဆိုတာကိုဆွေးနွေးသုံးသပ်တင်ပြမယ်ဒီ VDB debate season ဖြစ်ပါတယ်ကျွန်တော်တောင်းဝန်ထုတ်ပါခင်ဗျာ ကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးစီဘယ်လိုရောက်ကြမလဲစဉ်းစားစရာတွေဘာတွေရှိမလဲဆိုတာကိုတုံသက်ဆွေးနွေးတင်ပြမယ်ဒီကနေ့ debate season ဖြစ်ပါတယ်အဲဒီ season ကိုဖိတ်ကြားထားတဲ့လူတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကရင်ပြည်သားစီယုံဘ ਹੁ လုံးမှုဆောင်ဖရိုမန်ကြီးမောင်ဖြစ်ပါတယ်နောက်တစ်ယောက်က KN ပြည်သူပါတီကတွဲဘက်တွင်မှုဘုံမှုဆောလင်ဖြစ်ပါတယ်နောက်တစ်ယောက်က21ရာစုပင်လုံညီလာခံချင်းပါရေးကော်မတီဖွဲ့ဝင်ဖြစ်တဲ့ဒေါ်တွဲဘူးဖြစ်ပါတယ်နောက်တစ်ယောက်ကတော်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်ဖြစ်တဲ့ဦးရထွန်းဒီဘောဖြစ်ပါတယ်ခင်ဗျာ ကမ္ဘာအရှိအကြဆုံးပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံရဲ့ကမ္ဘာအများဆုံးလက်နက်ကင်တပ်ဖွဲ့ပေါင်းများစွာရှိနေတဲ့နိုင်ငံရဲ့လက်ရှိစကားပြောနေကြတဲ့ညီညာရေးဆွေးနွေးပွဲတွေပေါ့နော်။ဖာရီဘယ်လိုမြင်နေရလဲ။မာဂျန်မှာပြောဆိုနေကြတဲ့အခြေအနေကတော်တော်လေးမျှော်လင့်လား။တိုးတက်တဲ့လက္ခဏာရှိတယ်လို့ပဲကျွန်တော်တို့မြင်မိပါတယ်။ဘာလို့လဲဆိုတော့တိုင်းသားတွေအကုန်လုံးစုစည်းပြီးတော့မှတိုင်းပြည်အတွက်ညီညာရေးအတွက်ကောင်းမွန်တဲ့ရလာတခုရမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့။ ဆရာဘုံဆောင်လျောင်းဒီသဘောပဲရှိလားမှန်ကြရန်စီဝေးမှာဆွေးနွေးတဲ့အချက်လက်တွေအသေးစိတ်ကိုမသိရတဲ့အခါကျတော့အသေးဖြတ်ဖို့ကတော့ခက်ပါတယ်အဲကောင်းတယ်လို့ပဲရေဘူးကပဲခင်မြင်ချက်အနေနဲ့ပဲပြောနိုင်တာဖြစ်ပါတယ်အသေးတော့မဖြတ်နိုင်ပါဘူးဟုတ်ကဲ့တော်တယ်ဦးလည်းဒီမေးခွန်းပဲမေးချင်ပါတယ်ဟိုနည်းနည်းလေးမေးခွန်းတောင်းပေးကြည့်မယ်နော်နည်းနည်းလေးမျှော်လင့်လားအများကြီးမျှော်လင့်လားပေါ့လက်ရှိဆွေးနွေးနေကြတဲ့ပုံမှာ ကျွန်တော်တို့တော့အများကြီးတော့မျောလင့်ချင်ပါတယ်ဒါပေမဲ့အရာရာတိုင်းကအကုန်လုံးတခါတည်းတော့ဖြစ်လာမှာမဟုတ်ပါဘူးဒါပေမဲ့အခုကလက်မှတ်မထိုးသေးတဲ့အဖွဲတွေနဲ့လက်မှတ်ထိုးပြီးတဲ့အဖွဲတွေပေါင်းစည်းတယ် အဲသူတို့ညင်ညင်ညွတ်တဲ့တိုင်ပင်နေပေါ့နော်ဒါကအရင်ကတည်းအချိန်နဲ့စာလို့ရှိရင်အခုကအများကြီးတိုးတက်လာတယ်လို့ကျမတို့ကဒီလိုပဲယုံကြည်ပါတယ်ဒီကနေတဆင့်ပြီးတဆင့်ကျမတို့ကအဲကျမတို့လိုချင်တဲ့ပန်းတိုင်တော့ရောက်လာမှာပါဒါပေမဲ့တစ်ခါတည်းတော့အကုန်လုံးတော့မဖြစ်လာပါဘူးကျမတို့ဒီလိုပဲအဲစုစည်းပြီးမှဖြည်းဖြည်းချင်းတော့သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပြည့်ထရက်ဒီမေကုန်းပြန်မေးကြည့်ပါလိုက်ဘယ်လောက်မျောလဲနေလဲအခုမိုက်ကန်ကထွက်လာမှရလက်ပေါ့ပါလေအဲကျွန်တော်အမြင်ကတော့ဟိုဒီဟာက ကြိုပြီးတော့ကျွန်တော်တို့မှန်းထားတဲ့ကိစ္စပေါ့နော်အခုကတို့ဆွေးနွေးနေတဲ့အကြောင်းအရာတွေကို အကြံပြင်းသိရတဲ့အပေါ်မှာဘာတွေတို့ပြောလာမလဲဆိုတော့မှန်းလို့ရလာပေါ့ဟုတ်အဲ့တော့ဒီဘက်မှာကကျတော့တစ်ဖက်ကကျတော့58ခုနှစ်ပင်လုံနဲ့မတူတဲ့အခြေအနေက58ခုနှစ်မှာကတော့အင်္ဂလိပ်လျောက်က အတူတကွငញ្ញဲယူဖို့ဆိုတာကအဓိကရည်ရွယ်ချက်ပြီးတော့မှအနာဂတ်မှာဘယ်လိုသွားကြမလဲဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေနောက်မှဆွဲရမှာဟုတ်အခုကမဟုတ်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေကဆွဲထားပြီးပြီအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေဟိုဟိုဥယျာဉ်ထံပြောလိုက်တာမှာဖွဲ့စည်းပုံအခြေခံဥပဒေဆွဲပြီးသားဖြစ်တယ်ပြောတော့လဲပဲအဲ့ဒီ2008ဖွဲ့စည်းပုံကြောင့်ဆိုပြီးတော့ဒီငိုင်းငိုင်းဆွေးနွေးပွဲတွေမှာလေဒီလိုစကားအခြေတင်ပြောကြရလဲရှိခဲ့ပါတယ်နော်တို့ဒါဒါဒါဒီဟာကအတားစီဖြစ်နေတယ်ဆိုလို့ပြောတာဆိုရည်လည်းရှိတယ်ဗလားကြားနေရတာဗောလေ ဆိုတော့ဆိုတော့အဲ့ဒီအပေါ်မှာပေါ့နော်ဒါတိုင်းသားတွေဘက်ကဒီအစည်းအဝေးလာတက်တဲ့အခါမှာသူတို့ရဲ့ဆန္ဒတွေနော်ကျွန်တော်တို့ဒီဒန်းတူအခွင့်အရေးကိုပိုင်ကိုကျမကိုဖန်တီးခွင့်ကိုဘလို့အခြေခံမှုတွေနဲ့ကျွန်တော်တို့ကတော့ဆွဲကြံတယ်ဆိုတဲ့ဟာကိုနားထောင်ရမှာပေါ့အဲ့တော့ဒီဘက်ကတော့အဲ့ဒီအပေါ်မှာကျွန်တော်ကညှိနှိုင်းရလိမ့်မယ်လို့ထင်တယ်ဒါကြောင့်ဒါကြောင့်ဒီဟာကမြင်မြန်နဲ့ဒီကောင်းမွန်တဲ့ရလက်ကိုချိန်တိုတွင်းရဖို့တော့မမျှော်လင့်ဘူး ဟိုမိုက်ဂျိုင်ယန်အခုလောလောဆယ်မိုက်ဂျိုင်ယန်ဆွေးနွေးပွဲဟာတကယ်တော့ဟိုတပြီလုံးအလုံးစုံငင်းငိုင်းအတွက်ကြီးပဲဒါချက်ချင်းပြီးတော့မဟုတ်ပဲနဲ့ပင်လုံးဟိုဆွေးနွေးပွဲမတိုင်ခဲ့ပေါ့နော်ကြိုပြီးတော့ခြေခံမူပေါင်းလေးကိုညှိတဲ့သဘောဆိုပါစို့တကယ်တော့ပင်လုံးလာမဲ့ပင်လုံးကြီးလာကြန်အတွက်လေအထောက်ကူအထောက်ကူဖြစ်နေတဲ့အချက်တွေဘာဘာများမျှော်လင့်လဲအခက်ခဲကတော့အများကြီးရှိတယ်လို့ကျွန်တော်ဒီလိုရေဘူးရ ဟိုခံမမိတယ်ပေါ့နော်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့အစိုးရနဲ့တပ်မတော်ကလက်ရှိအချိန်ထိပေါ့ချမှတ်ထားတဲ့မူနဲ့ကင်ဆယ်ထားတာက NCA လက်မှာထိုးပြီးတော့မှနိုင်ငံရေးဆွေးနွေးပွဲတက်ဆိုတဲ့အဆင့်နဲ့ဆင့်ထားတယ်လက်မှာမထိုးသေးတဲ့တိုင်းသားကျွန်တော်တို့ညီကိုတွေပေါ့နော်သူတို့ကလည်းတက်ချင်တယ်သို့တော်ဒီလက်မှာထိုးပြီးမှတက်မယ်ဆိုတော့ဟောလေသူတို့အနေနဲ့အခက်အခဲတခုလို့သူတို့ကမြင်တယ်အဲ့ဒါကိုဘယ်လိုကျော်လွှားနိုင်မလဲဆိုတော့အဲ့ဒါကတော့အစိုးရဆက်လက်ပြီးတော့ ဟိုညှိနှိုင်းမှုတောင်းပူရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဟို KNU နဲ့ရောပင်လုံညီလာခံကိုတက်မှာပေါ့နော်ပင်လုံညီလာခံဆိုတာတကယ်ကပြည်တော်စုညီငယ်ရေးညီလာခံ ქვენ စာ ქვენ ဘုတ်27ရာစုပင်လုံတူတူပဲလေအင်လိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တက်မှာပေါ့ဟုတ်ကဲ့ဆရာနေနေရောဒီပင်လုံအတွက်လေအလားအလာဖြစ်မဲ့အထောက်အကူဖြစ်မဲ့ချက်လေးတွေပြောလင်းကြည့်ပါဦးအခုဆွေးနွေးပွဲကျွန်တော်ကတော့ဖြစ်ရတစ်ခုချင်းပေါ်မှာတက်အရင်အမြေကိစ္စကိုဟုတ်ကဲ့ဟိုပြောချင်တာပါ ညဉ့်ဉန်ရေးဆိုတာကညဉ့်ဉန်ရေးရေရှည်တည်ရန့်ခံရတဲ့ညဉ့်ဉန်ရေးဟာပန်းတိုင်လို့ပြောရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီးတော့ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာတခုတည်းသောလမ်းဖြစ်တယ်လို့အကျွန်တော်ကမြင်တယ်။အဲဒီမြင်တဲ့အကဲဖြတ်မယ်ဆိုရင်တော့27ရာစုပင်လုံညီလာခံအောင်မြင်ရေးဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဘယ်တော့ထိစွမ်းဆောင်နိုင်မလဲဆိုတဲ့ဟာနဲ့ပဲအသေးဖြစ်ရမှာဖြစ်ပါတယ်။2008ဖွဲ့စည်းပုံပြည်ရေးဆုံးဖြတ်ချက်ပြီးချမှတ်နိုင်မှုအတွက်ကဒီတိုင်းဆိုရင်တော့ချက်မှတ်နိုင်မှာမဟုတ်ဘူး။အဲ့လိုမချက်မှတ်နိုင်အောင်တားဆီးထားတဲ့အပြည့်ရစာချုပ် MCA နဲ့အမှုပေါင်းတွေကိုပြင်ရမယ်လို့မြင်ပါတယ်။ဟုတ်ကဲ့။လူဆရာမတို့ဒီကော်မတီအနေနဲ့ရောတကယ်လို့ပြင်လို့ညီလာကပါအဲ့လိုပြမရက်ထားတဲ့အဖွဲ့တွေရောတဲရောက်နိုင်ဖို့သူတို့လူလာကြတယ်ချပြနိုင်ဖို့ ဘယ်လောက်ထိအခွင့်အလမ်းပေးထားဟုတ်ကဲ့ဒီတစ်ခါစတင်ကျင်းပမဲ့ဒီလာခံကြီးမှာတော့ဒီနိုင်ငံရေးနဲ့လုံခြုံရေးကိုအဓိကထားပြီးဆွေးနွေးမှာပါ တစ်ဖက်ကတော့ကျွန်တော်တို့ CS program လည်းကျင်းပသွားမယ်နောက်တစ်ဖက်ကကျွန်တော်တို့ data အလိုက်နဲ့ဟိုလူမျိုးအလိုက်ဆွေးနွေးမှုတွေလည်းရှိမယ်အဲ့တော့ major ရန် CW ရတော့အခုတို့တို့လုပ်တဲ့နေလာခံကတော့ဒီတိုင်းသားလက်နဲ့ကင်နေအလုံးလက်မှတ်ထိုးတဲ့အဖွဲ့ရောမထိုးတဲ့အဖွဲ့ရောစူးစီးပြီးလုပ်တယ်ဆိုတော့တို့ CS နေမှာအခုလာမဲ့အဲကျင်းပမဲ့နေလာခံအတွက်ဘုံသဘောတူညီချက်တစ်ခုတော့ရလိမ့်မယ်လို့ ျွန်တော်မျောလင့်ပါတယ်နောက်တစ်ခုကျွန်တော်မူပေါင်းတွေပြန်လဲပြင်ဆင်မဲ့အနေထားလေးတွေတော့ရှိလာလိမ့်မယ်လို့ကျွန်မတို့အဲ့လိုမျောလင့်ပါတယ်ဟုတ်ကဲ့အခုနကျွန်တော်ကြားခဲ့ပုံသဘောတူညီချက်ကြားခဲ့ရတယ်နော်ပြီးတော့မူပေါင်းတွေကနည်းနည်းညှိစရာတွေလည်းရှိနေသေးတယ်နော်ဟိုဥယျာထုံးကပုံသဘောတူညီချက်အတွက်ညှိရမယ်မူပေါင်းအဲအဲ့ဒါထားခဲ့မယ်မူပေါင်းအဲအဲ့ဒါရှိလားသူတို့ဟိုအသေးစိတ်တော့ဒီထက်မှဘာတွေပါလဲကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကြားလိုက်တာတော့အဲ NCA ရဲ့ မူပေါင်းတချို့ပြန်ပြင်ပြီးတော့ကျွန်တော်တို့လက်မှတ်ထိုးဖိတ်ခေါ်တဲ့အခါမှာလက်နက်ကင်တိုင်းသာအဖွဲ့တွေအကုန်ထိုးဖို့လိုတယ်မထိုးဘူးဆိုလို့ရှိရင်ဘယ်သူနစ်နာမလဲဆိုတော့အဲ့ဒီမထိုးတဲ့တိုင်းသာအဖွဲ့တွေကနစ်နာနိုင်တယ်မထိုးအောင်လုပ်ထားတာဘယ်သူလဲဆရာဆိုတော့အဲ့ဒီလက်မှတ်လက်မှတ်ထိုးလို့မလက်မှတ်မထိုးချင်အောင်လုပ်ထားတာမရှိဘူးလားတချို့အဖွဲ့တွေကတော့ တက်မတော်ကကိုကလက်မခံတာပေါ့နော်ဟုတ်ကဲ့အဲတချို့အဖွဲ့တွေကကြတော့ကိုနိုင်ကဥပမာဘယ်လိုမျိုးအဲဥပမာတက်မတော်လက်မခံတာ AA တို့ကိုကန်အဖွဲ့တို့ TNL တို့ပေါ့နော်အဲ့ဒါတော့တက်မတော်ကလည်းနဲ့စွန့်ရမယ်လို့ပြောထားတာပေါ့ဗျာဟုတ်ကဲ့အဲ့တော့တို့ကအဲ့ဒါကြောင့်မလို့မထိုးနိုင်ဘူးပေါ့ကြင်ကြတော့ तू ကတမင်မထိုးတာပေါ့အဲ့တော့အဲ့ဒါမျိုးဆိုရင်တော့ဘာ तू ကနစ်နာနိုင်တော့ဆိုလို့ရှိရင်မထိုးတဲ့အတွက်ဆိုပြီးတော့ဒီမှာစီဝေးလုံနေတဲ့အချိန်မှာသူ့ကိုတိုက်နိုင်ဂျန်နေဖွဲ့တွေတော့မတိုက်ဘူးသူ့ကိုတိုက်မယ်ဆိုတာမျိုးပေါ့နော် ဒါပေမဲ့အခုဆက်မဆော့လို့ပြောတာနော် NT ဒါပေမဲ့လက်မထိုးထားတဲ့သူရောလက်မမထိုးထားတဲ့သူရောအားလုံးပါဝင်ဖို့နော်လက်မမထိုးရင်လက်မမထိုးတဲ့ဖွဲ့နဲ့နာမယ်ဆိုတဲ့ user မျိုးယူလို့ရလား NCA ကိုလက်ရှိရှိတဲ့အတိုင်းလက်မထိုးမယ်ဆိုလို့ရှိရင်နော်မထိုးတဲ့ဖွဲ့နဲ့နာမယ်မနဲ့နာမယ်ဆိုတာထက်ထိုးလိုက်ရင်ပြည်သူလူထုနဲ့နာသွားမယ်လို့ကျွန်တော်ကပြောချင်တယ်ထိုးလိုက်ရတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်နည်းနည်းဖြည့်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ NCA စာချုပ်ရဲ့အပိုက် 21ဃာကြီးနဲ့22ဃာကြီးရဆိုလို့ရှိရင် NCA ကိုလက်မှတ်ထိုးလိုက်ရင်2000ဖြည့်စည်းဖို့အခြေခံဥပဒေကိုမပြင်းတော့ပါဘူးလို့သဘောတူလိုက်ရရောက်ဟိုကောင်ကောင်ကဆောင်းလျှောက်ထားရမယ်တနည်းအားဖြင့်ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုကို2000ဖြည့်ဖွဲ့စည်းပုံရဲ့ဘောင်တွေကပဲလောက်တာလောက်ပါတော့မယ်လို့သဘောတူရရောက်ပါလိမ့်ဖက်ဖရီကောင်ကစရာရှိတယ်တဲ့နော်အခုဆွေးနွေးနေကြတာပါနော် ထိုးတယ်တော့ထိုးတယ်မထိုးတော့မထိုးဆိုလို့ရှိရင်ကြံတဲ့ဟာတွေအလုံးထားထားပြီးတော့ဒီမထိုးတဲ့သူပဲဟိုအတိုက်ခံရမယ်ဆိုသူစီရေးရပါဆိုးရရတဲ့အချိန်တွေလုံခြုံရေးရဆိုးရရတဲ့အချိန်တွေပိုးပိုးဖြစ်သွားတာပေါ့ဟုတ်လားကျွန်တော်နှစ်ပိုင်းဆွေးနွေးကြတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ SCA ထိုးတဲ့တိုင်းရင်းသားရှစ်ဖွဲ့ထဲမှာကျွန်တော်ကေယူပါတာဟုတ်ဟုတ်ကဲ့ကေယူကဒီ SCO ထိုးလိုက်တဲ့အတွက်အကျိုးသက်ရောက်မှုကိုကျွန်တော်တို့ကင်မျိုးသားတွေအတွက်ပေါ့နော်ကျွန်တော်လက်တွေ့အခြေအနေကိုကျွန်တော်ပြောပြပါမယ်ဟုတ်ကဲ့ကျွန်တော်တို့က1960ကျော်80နီးပါး တိုက်ခတ်ရတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်ကျွန်တော်ကင်မျိုးသားတွေအဲ့တော့ဒီပြည်တွင်းစစ်တောင်းကျွန်တော်ကင်မျိုးသားတွေအများဆုံးခါတယ်အဲ့ခါကျကျွန်တော်တို့ကဒီ SCO ကျွန်တော်တို့လက်မှတ်ထိုးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဆိုရင်ကျွန်တော်တို့အခုကင်းတိုင်းသားဒေသမှာ၃နှစ်ကျော်ခဲ့ပြီလေတရတာမရှိတဲ့ခါကျတော့ကျွန်တော်တို့ပြည်သူတွေကလို့လာအေးချမ်းချမ်းနဲ့ဒီအကျိုးကိုကျိုးဆက်ကိုခံစားရတယ်ပေါ့နော်။ကြံတဲ့အပိုင်းတွေကတော့ကျွန်တော်တို့ဒီစပိုးဝိုင်းမှာဒီကျွန်တော်တို့ကတူနိုင်မှာမဟုတ်ပါဘူး။ မတူနိုင်တဲ့အခါကျတော့ကျွန်တော်တို့ကဆက်ပြီးတော့သဘောပဲမှာအဲ့ဒါကျတော့ဆိုးဟိုဘုံဆောင်လို့ပြောတာနေနဲ့ကွဲလွဲသွားပြီနော်ဒီလူလူနစ်နာတာနဲ့ဟိုဗာဒီပြောတာကနော်ဒီ၃နှစ်အတွက်မှာနော်အဲ့ဒီကရင်ပြည်နယ်မှာဟုတ်ကဲ့လောက်ကင်စားတော့သွားလာနေပို့ပြီးတော့ပွင့်လင်းလာသလားပွင့်လင်းလာရုံတွေမကဘူးကျွန်တော်တို့အရင်တော့ညဘက်ထွက်လို့မရဘူးအခုကညဘက်အချိန်မျိုးကျွန်တော်တို့သွားလို့ရတယ်ကဲဒါလက်မှတ်ထိုးလို့ဟုတ်ကဲ့လက်မှတ်ထိုးလို့ဒီဇော်နေကြတော့လက်မှတ်ပြည်တွင်းစစ်ကဟုတ်တန်ကိုကျွန်တော်တို့ ယာယီကျွန်တော်တို့အများကြီးအခုနောက်ပြည်သူလူထုနစ်နာမယ်ဆိုတဲ့အချက်တွေဟိုခုနပုံစံထောက်ပြရအောင်နော်အခုကျတော့ပြည်သူလူထုမနစ်နာဘူးနော်အခုညဘက်လည်းသွားသွားလို့တာလို့ရဖွံ့ဖြိုးတိုးတက်လာဟုတ်လားဘာဘာလို့ကွဲနေတာလဲကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်ကပြည်သူလူထုနစ်နာတယ်ဆိုတာကပြည်သူလူထုကညဘက်တော့သွားလို့ရတယ်မနဲ့မှသူ့လဲဟိုလာတိတ်ပိန်သွား အဲ့တော့တီတူလူမှုကဘာတွေသွားမတူဘူးတဲ့ဟိုအဲ့ဟိုသူ့မိုးမိုးလို့တော့ရမယ်မနေ့ကမှာတက်ကဝင်ပြီးမီးရှို့ရင်ရှို့သွားမယ်ဟာဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကတကယ့်ငင်းချမ်းတဲ့အခြေအနေကိုဖန်တီးဖို့ဆိုရင်တော့2008ကိုဖွဲ့စည်းပုံကိုပြင်ဖို့လိုတယ်ပြင်နိုင်မှငင်းချမ်းမယ်လို့ကျွန်တော်တို့ကပြောတာဖြစ်အခုပြင်ငင်းချမ်းအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီလိုသတင်းပေးပို့ချက်လေးရှင်းစားကြည့်အောင်ပါခင်ဗျာ နှစ်ပေါင်း80နီးပါးရှိကြလာပြီဖြစ်တဲ့မြန်မာနိုင်ငံပြည်တွင်းစစ်တွေကိုအဆုံးသတ်နိုင်ဖို့ဒီကနေ့မှလမ်းကြောင်းပေါ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့သမတော်အသိစင်ဆိုအနေနဲ့တနင်္ဂနွေပြည့်ခဲ့ရေးဆေးစာချုပ် NCA ကိုတိုင်းသားလက်နက်ကိုင်ဖွဲ့21ဖွဲ့တွေက10ဖွဲ့နဲ့ချုပ်ဆိုနိုင်ခဲ့ပါတယ်။အဲဒီနောက်ပြည်တော်စုညင်းကြီးညီလာခံကြီးကို2016နှစ်စပိုင်းကနေပြည်တော်မှာကျင်းပသွားခဲ့ပါတယ်။ပြည်ခဲ့တဲ့ဧပြီလ1ရက်နေ့မှာစတင်တောင်းယူလာတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဦးဆောင်တဲ့ဆိုအပ်တဲ့လက်ထက်မှာ ရခိုင်မြန်မာညီညွတ်ရေးဆန္ဒ MPC ကိုအမျိုးသားပြည်လဲတည်မြဲရေးနဲ့ညီညွတ်ရေးဘူဌာန NRPC လို့ပြောင်းလဲခဲ့ပြီးနိုင်ငံတော်တိုင်ပင်ခံဘုတ်ကိုတောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ကိုင်တွေဆောင်ရွက်နေပါတယ်။အလားတူပဲတိုင်းသားအင်အားစုအလုံးပါဝင်နိုင်မဲ့20ရာစုပင်လုံညီလာခံကိုအမြန်ဆုံးကျင်းပနိုင်အောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကချင်ပြည်နယ်မှာကြမ်းမှာအစိုးရတောင်းရှိသူတွေနဲ့တိုင်းသားလက်နက်ကိုင်20ဖွဲ့တွေက18ဖွဲ့တို့20ရာစုပင်လုံဂျိုညှိနှိုင်းမျက်နှာစုံကြီးအစည်းအဝေးကို9ရက်တာကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းဖို့ကာကွယ်ဆိုင်ရာပါဝင်အခြေခံမှု၁၀ချက်ကိုသဘောတူချမှတ်နိုင်ခဲ့ကြပါတယ်။အစည်းအဝေးကိုကမ္ဘာကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ်နဲ့တရုတ်နိုင်ငံအာရှအရာထူးကိုယ်စားလှယ်ပါဝင် စုစုပေါင်းကိုယ်စားလှယ်236ယောက်တက်ရောက်ခဲ့ကြပါတယ်။